ကျွန်တော်အခုရောက်နေတာကတော့ငွေဆောင်ကမ်းခြေရ The Village Resort ဖြစ်ပါတယ်ခင်ဗျာ အခုအားလုံးမြင်တွေ့နေရတာကတော့အသက်ဆက်ဆက်ဆောက်လုပ်ပြီးစီးထားတဲ့ new building ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရင်ဆုံးကဒီ The Village Resort ကိုရောက်တုန်းကလည်းကျွန်တော် vlog လေးတစ်ခု တင်ပေးဖို့ပါတယ် အဲ့သူ့ရဲ့တူမှုမထူထူးခြားမှုကတော့ no bangalore bangalore လုံးဝမရှိဘူးအဲ့အတွက်ကြောင့်မလို့အရှိ sea view bangalore မရလို့ garden view bangalore ပဲရလို့ဟာအဲ့ဒါကြလို့ရှင်အရှိကလူတွေကငါ့ကိုကိုယ်နေမှာပေါ့အဲ့အတွေ့ဘာမှမရှိဘဲနဲ့ကိုကိုပိုင်အခန်းကိုစီကိုစီနဲ့ကျွန်တော်တို့ကသုံးထက်မှာတကယ် ocean view 180 degrees open ocean view ဆိုတဲ့အတိုင်းပင်လယ်အရသာအပြည့်အပြည့်ခံစားရမှာဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ဒီမှာမေးစရာတစ်ခုတော့ရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေအားလုံးကတသက်လုံးဘန်ဂလိုနဲ့နေလာကြတယ်လीနော်အဲ့တော့ဘန်ဂလိုကပိုကောင်းတာမဟုတ်ဘူးလားဒီလိုတိုက်ခိုင်းမှနေတော့ဘလို့ကောင်းမှလဲလို့မေးရမယ်မေးခွန်းနဲ့ဖြစ်ပေါ်လာတယ်အဲ့တော့ဒီလိုမျိုးအခန်းမှာဝင်ပြီးတော့မနေဘူးပဲနဲ့တော့ဘန်ဂလိုကပိုကောင်းမယ်လို့တွက်လို့တော့မရဘူးဗျကျွန်တော်ကိုယ်တိုင်လည်းဒီ result ကိုမရောက်လာခင်တုန်းကမနေဘူးသေးတုန်းကဘန်ဂလိုကပိုမိုက်တယ်လို့ကျွန်တော်လည်းခံစားခဲ့ ဘယ်မှာအမြင်စပြီးပြောင်းလဲသွားလဲဆိုတော့ဒီ၃တက်ကိုရောက်တဲ့အချိန်ပေါ့ဗျာတေးကြတာတခုတော့ဘန်ဂလိုကကျွန်တော်တို့အမြင်နဲ့ ground floor မှာရှိနေမှာဟိုးအဲ့တော့ဒီပင်လေကြီးကိုကျွန်တော်တို့အထက်မြင်ရနေပြီးတော့ကြည့်ရတဲ့အခုလိုမျိုးဒီမြင်နေရတဲ့ view view ပဲကြီးစားအောင်ဗျာဘာနဲ့မှမတူပါဘူးမြင်လို့ရှိရင်ကိုယ်တိုင်သွားပြီးတည့်ကြည့်ပါဒီဗီဒီယိုလေးကိုကြည့်စုပြည့်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ